ဂါနာချိုအနေနဲ့ကျတော့ကစားပုံပြောင်းလဲလာတာကျွန်တော်သတိထားမိတဲ့လောက်ဆိုရင်တော့၄ဘွဲ့လောက်တော့ရှိသွားပြီပေါ့နော်ကျွန်တော်အမြင်ကတော့ဂါနာချိုကတိကျပ်ပို့ပြီးတော့တိုးတက်နိုင်သေးတဲ့အခြေအနေမျိုးမှာရှိတယ်ယူနိုက်တက်မှာသူ့အနေနဲ့အခြေမရှိဘူးဆိုပေမဲ့သူ့အတွက်သူကြည့်မယ်ဆိုရင်တော့အခြေအားအများကြီးကြံပါသေးတယ်ဂိုးပါဝင်ပတ်သက်မှု၂၀ဂိုးပေါ့နော်ယာရီတော့မကုန်သေးဘူးတိတ်မကောင်းဘူးထင်ရတဲ့ကစားသမားတစ်ယောက်အနေနဲ့ဆိုရင်တော့ဒီအရေးအတွက်ကချီးကျူးစရာလို့တော့ကျွန်တော်တော့ပြောချင်တယ်ပေါ့နော် United ပြည်ထောင်များအလုံးမင်လာပါ Old Trafford Theory ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့ United အသင်းက Bradford အသင်းကိုအဝေးခွင့်မှာ၄ဂိုး၃ဂိုးဆိုတဲ့ရလနဲ့ရှုံးနေခဲ့တဲ့ပွဲစဉ်ရဲ့ပွဲပြီးအမြင်ကိုကျွန်တော်ရဲ့အမြင်ပေါ့နော်ပြောပြပေးခြင်းပါတယ် Bradford နဲ့ပွဲမှာတော့ကျွန်တော် United အသင်းကရလပိုင်းကအဆင်မပြေခဲ့ဘူးဆိုပေမဲ့ကစားသမားချို့ကတော့ကစားပုံရရောသူတို့ရဲ့ကစားနိုင်စွမ်းရရောတိုးတက်ပြောင်းလဲလာတာကိုကျွန်တော်တို့မြင်ခဲ့ရပါတယ် United ကတော့ဒီထုံးစံအတိုင်းပဲပေါ့နော်ဒီကစားပုံတဲတဲ့အပိုင်းမှာတော့ခက်ခဲနေသေးပဲ ဒါတော့ဘာမှတော့မဆန်းအောင်ပေါ့နော်ဒီနေ့မှာဒီ Brandford ဘက်ကကျတော့3ယောက်ထိတက်ပြီးတော့ press တာကိုလည်းကျွန်တော်တို့မြင်ခဲ့ရတယ်ပေါ့နော်ဒါရင်မကတည်းကပေါ့နော် United ရဲ့အဓိကအသက်တွေတက်စီရဲ့အသက်ဖြစ်တဲ့တောင်ပံတွေကိုလည်း overload ပုံစံမျိုးကစားတော့တာကိုလည်းမြင်ခဲ့ရတယ် aggressive အရန်ဖြစ်လို့နဲ့မြန်တယ်ပြီးတော့ numerical advantage လည်းဖြစ်တော့ United အနေနဲ့တော်တော်လေးကိုမှရုန်းကန်ခဲ့ရတယ်ပေါ့နော်ကျွန်တော်မြင်သလားပေါ့နော်အဲ့လိုမျိုးအခြေအနေမျိုးတွေမှာချီတိုအနေနဲ့ drop deep လုပ်တည်တယ်လို့တော့ကျွန်တော်ထင်ပါတယ် ပထမပိုင်းမှာတော့သူ့အနေနဲ့အဲ့လိုစဉ်းယူတာမျိုးတော့မလုပ်ခဲ့ဘူးပေါ့နော်ဘရန်ဖို့ဘက်မှာဆိုလည်းသူတို့အသင်းရဲ့ right back ကိုရာသေးကတော်တော်လေးဟိုမှာကောင်းနေဗျာသူဝင်ထောက်တာတွေတိုက်စစ်တွေလိုက်ပြီးတော့ရွေလျားပေးတာတွေကဘရန်ဖို့ညာချမ်းတော်တော်လေးဟိုမှာအလုပ်ဖြစ်ခဲ့တယ်ပြောရမယ်ဆိုရင်တော့ဘရန်ဖို့ရဲ့ဘယ်ချမ်းကညာချမ်းနဲ့ပို့ပြီးတော့ United အသင်းအတွက်ပေါ့နော်လှုပ်ရှားရပို့ပြီးတော့လွတ်လပ်တယ်ပေါ့နော်တစ်ဖက်ကိုရင်းလိုက်ရင်တောင်မှဒီဘက်ချမ်းမှာနေရာလွတ်တွေပေါ်လာတာကိုလည်းကျွန်တော်မြင်ခဲ့ရတယ်ပို့ကောင်းတာတစ်ခုကကြတော့အဲ့ဒီ ဘယ်ဘက်ချောင်းကိုရင်းလိုက်တဲ့ခါမျိုးမှာအလေရနေရာလွတ်တွေကိုကန္နာချိုးကတိတယ်တိရတဲ့ကြောင့်မလို့သူကဝင်ပြီးတော့ယူတယ်ဒါတွေကတက်စစ်ကိုတွားတဲ့ခါမှာအများကြီးအလုပ်ဖြစ်တာကိုလည်းကျွန်တော်တို့တွေ့ကြရတယ်ဗောနော်ဒီနေ့ပွဲမှာဒီပထမပိုင်းမှာဆိုရင်ကန္နာချိုးကတောင်ပန်ကနေပြီးတော့ဒီနောက်တန်းတွေကိုဖောက်ပြီးတော့ပြေးထွက်မဲ့ပုံစံမျိုးထက်အလဲလိုနေရာမျိုးမှာသူကနေရာယူတယ်ပြီးတော့ခါကြတော့သူကွန်းလေတီဆင်းပြီးတော့ဘောလုံးလမ်းကြောင်းပွင့်အောင်လုပ်ပေးတာကိုလည်းကျွန်တော်တို့မြင်ခဲ့ရတယ်ဗောနော်ပြောရမယ်ဆိုရင်ကနာချိုကပွဲကိုဖတ်တက်လာတဲ့အပိုင်းမှာတော်တော်လေးကိုတိုးတက်လာတယ် ီနေ့ပွဲမှာလည်းကာနာချုပ်ကစားတာအမှားနဲ့လို့တော့ကျွန်တော်ပြောချင်ပါတယ်အဓိကတော့ Brandford တင်းရဲ့ဒီ Ambu Mu တို့ Korate တို့ရှိတဲ့ဘတ်ချန်းကလည်း United တင်းအနေနဲ့တက်စစ်ကိုတွားကျင်ပေးမဲ့ဘလို့မှတွားလို့မရဘူးအိဘတ်ချန်းမှာလုံးဝကိုကြက်ညက်တက်ပြီးတော့ကိုဘာမှမလုပ်လို့မရတော့တဲ့အထိကိုမှတိုင်ပတ်နေတာကိုလည်းပထမပိုင်းမှာမြင်ခဲ့ရတယ်ပေါ့နော်ဒုတိယပိုင်းမှာတော့ Brandford ဘက်ကလည်းကစားနည်းနည်းလေးချလာတာကိုကျွန်တော်တွေ့ရတယ် United အနေနဲ့ဘောလုံးကန်ရတာလည်းပို့ပြီးတော့အဆင်ပြေလာတယ် ီညမှာကျွန်တော်တခုပြောချင်တာကကျတော့ individual တယောက်ချင်းကွာခြားချက်ကလည်းစကားတော်တော်လေးပြောပါတယ်။ Euro နဲ့ Armet ဝင်လာတဲ့ချိန်မှာ United ရဲ့ကစားပုံကတော်တော်လေးကိုတိတာသွားတယ်။ဒုတိယပိုင်းမှာကျတော့ Ghana ချိုကအလဲမာနေရယူလာတဲ့စာရင်အစွန်ထွက်ပြီးတော့ပြေးထွက်မဲ့ပုံစံမျိုးပေါ့နော်။အဲ့လိုပုံစံမျိုးနဲ့ပင်ထားလိုက်တဲ့ပုံစံမျိုးကစားရတယ်ပေါ့။အဲ့တော့ Kurate ကလည်းအရင်တက်ထောက်လို့လည်းအဆင်မပြေတော့ဘူး။ဒီလိုချိန်မှာ Harry Amas ကတော့အလွယ်ကိုဝင်လိုက်တာမျိုးကစားသွားတယ်။ ကျွန်တော်အနေနဲ့ပေါ့နော်ဒီ Harry Armes နဲ့ပတ်သက်ပြီးတော့ဒီကစားသမားကဖြစ်နိုင်ရှိတယ်တိုးတက်နိုင်တယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ကစားသွားတဲ့ပုံစံရဆိုတော့လိုရချက်တွေအများကြီးရှိတာကိုလည်းမြင်ခဲ့ရပါတယ်ပြီးတော့ဒုတိယအပိုင်းမှာဒီ Chiro OB ကနေပြီးတော့ဒီ Drotty လွတ်လာတဲ့အခါမှာဒီ United အနေနဲ့တောင်ပန်တွေမှာအရင်ကြက်တာမျိုးမရှိတော့ဘဲနဲ့ကစားပေါက်လည်းပို့ပြီးတော့ခြောင်လာခဲ့ပါတယ်ဂိုးပေးလိုက်ရတဲ့အလုံးတွေကတော့ဒီ Brentford ဘက်ကနေပြီးတော့လူငယ်နောက်ခံလို့ပေါ့ United ရဲ့လူငယ်နောက်ခံလို့ Frederick San ဘက်ကိုဥတီပြီးတော့ပဲအတုံးချသွားတာပေါ့ တွေ့ရတယ် Bradford ကပြောရမယ်ဆိုရင်ပွဲစားတဲ့ကနေပြီးတော့ဒီညာဘက်ချမ်းကနေပြီးတော့ away တိုင်ပေါ့နော် United ရဲ့ away တိုင်ဘက်ကိုဖြတ်တင်ဘောတွေတင်ပြီးတော့ချင်းချောင်းနေရတော့ကြာပြီပေါ့နော်တတိယကိုမပေးခင်ပေါ့နော်မပေးလိုက်ခင်မှာလဲသူရှေ့မှာတကြိမ်ပေါ့နော်အဲ့လိုမျိုးဖြတ်တင်ဘောတစ်ခုနဲ့ try ခဲ့တယ်အဲ့ဒီမှာ United တင်းရဲ့ဂိုဒမားပေါ့နော်ဒီ Brander ကအသေးအံကာကွယ်လိုက်ရတယ်ပေါ့နော်ဒါကို Ambumo ကမြင်တယ် Ambumo မြင်ရုံနဲ့မကောက် Brandford ကစားသမားတွေလည်းတိတယ်တိတဲ့အခါမှာဒီ Frederiksen ဘက်ကိုနှစ်ယောက်လောက်သွားပြီးတော့နေရာယူတဲ့အခါမှာ Frederiksen လည်းဘာမှမတတ်နိုင်ရဘဲနဲ့ ကိုပေးလိုက်ရတာတော့မစားဘူးလို့တော့ကျွန်တော်ပြောချင်ပါတယ်ဒီညမှာနောက်ဆုံး goal ပေါ့နော် raffle ဘက်ကနောက်ဆုံး goal မှာတော့ main unit နေနဲ့လိုအပ်ချက်ရှိရလို့တော့ကျွန်တော်မြင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာဆိုရင်များသူ travel line နေတယ် marking ပေါ့နော်သူ line နေရဲ့ line နေရက်နေဘာဖြစ်လို့ရုပ်တရက်ရက်လိုက်တာလဲပေါ့အမှန်တိုင်းပြောရရင်တော့သူဆက်ပြီးတော့ line တင်တယ်လို့တော့ကျွန်တော်ကတော့ထင်တယ်ဒီအဲ့လိုမျိုးသူမလိုက်တဲ့ခါမှာအေးကစားသမားကလုံးဝလွတ်ထွက်သွားပြီးတော့ Ferguson ကလည်းဒီဆက်ဆိုးရင်စိတ်ကြီးစွာနဲ့သူကဝင်ပြီးတော့ထောက်လိုက်ရအောင် ဒါပေမဲ့လည်းဒီ Brentford ဘက်ကပြန်ပြီးခင်းပေးသွားတဲ့လုံးဝလည်းတော်တော်လေးတော့ကောင်းတယ်။ကောင်းပေမဲ့ဒီဘက်ချက်မှာ Frederson ကလည်းမရှိတဲ့အခါမှာလုံးဝအလွတ်ကြီးပို့ဆိုးရတာပေါ့နော်။ဒီ goal မှာတော့အတင်းလိုက်ကလိုအပ်ချက်ရှိတယ်လို့တော့ကျွန်တော်ပြောချင်တယ်။ပို့ပြီးတော့ပြောရမယ်ဆိုရင်တော့ main news အနေနဲ့နည်းနည်းလေးလိုအပ်ချက်ရှိတယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်။ United ဘက်ကသွင်းသွားတဲ့ goal တွေမှာဆိုရင်အာမက်သွင်းသွားတဲ့ goal ဆိုရင်ဒါအာမက်ဖြစ်နေလို့ကိုရသွားတာ။ဒီနှစ်ပေါက်ရတဲ့ကစားသမားတွေကတောင်ပံမှာထားပြီးဆိုတော့အားသာချက်တွေအများကြီးရှိတယ်။ အာမန်နေနဲ့အပြင်ကိုဆွဲပြေးမလားအသွင်းကိုဝင်မလားပေါ့နော်အဲ့လိုနှစ်ခုလုံးသူလုပ်လို့ရတယ်ဒီချိန်မှာ main new ကနေပြီးတော့ brand four ရဲ့နောက်ကန်လိုတယောက်ကိုဆွဲခေါ်ရတဲ့အခါမှာရောအာမတ်ကချိုးချပြီးတော့ကန်ရုံပဲဖြစ်သွားတယ် goal လည်း goal ရတယ်ပေါ့နော်ဒီနေ့ဘွဲမှာဆိုရင်တော့ကျွန်တော်ကတော့ဒီ ukadin နဲ့ kana chu ကိုသဘောကျပါတယ် ukadin ဆိုရင်လည်းတပွဲလုံးမှာဒီပေးပို့မှုအများဆုံးပဲ brand four ရဲ့ press dead down ကိုလည်းရအောင်လှည့်ပြီးတော့ထွက်တယ် ယူနိုက်တက်ဘက်ကပေါက်လာတဲ့အလုံးတွေအကုန်လုံးကိုလည်းတီးတယ်။လုံးဝကတော့အယူတယောက်လိုလိုက်ပြီးတော့ကာတယ်၊လိုက်ပြီးတော့ဖြတ်တယ်။ဒီလိုမျိုးသူလိုက်ပြီးတော့ဖြတ်နေတာကဒီခဏတပြုတ်ပဲမဟုတ်ဘူး။ပွဲချိန်ပြီးနှီးပါတော့သူအဲ့လိုမျိုးဆော့သွားခဲ့တယ်။တကယ်ကိုကောင်းလို့ပါတယ်။ဥကရေးကိုတာမန်ကစားသမားလို့ထင်နေလို့တော့ရတယ်။ဒါပေမဲ့လုံးဝမကောင်းပါဘူးလို့တော့ထင်လို့တော့မရဘူးလို့ကျွန်တော်ပြောချင်ပါတယ်။ဂါနာချိုအနေနဲ့ကျတော့ကစားပုံပြောင်းလဲလာတာကျွန်တော်သတိထားမိတဲ့လောက်ဆိုရင်တော့၄ဘွဲ့လောက်တော့ရှိသွားပြီပေါ့နော်။ ဒီသူ့အနေနဲ့ကစားပုံအရင်နဲ့မတူတော့ဘဲနဲ့ဒီဆုံးဖြတ်ချက်တွေလည်းမှန်လာတယ်ပွဲကိုလည်းဖတ်တက်လာတယ်သူဘာလို့အောင်လဲဆိုတာကိုသိလာတယ်ပေါ့နော်ဘောလုံးဆွဲပြီးရယ်ဆိုရင်တော့မှဒီလိုမျိုးတောင်းရန်တမ်းမနဲ့ဆွဲပြီးတာမဟုတ်တော့ဘဲနဲ့အတင်းပေါ်ရင်လည်းဘလို့ချိတ်ဆက်ကစားအောင်လဲဆိုတာကိုပါသိလာတာကိုတော့ကျွန်တော်တို့သိတတာကြီးကိုမြင်ရတယ်ပေါ့နော်ဂိုးပါဝင်ပတ်သက်မှု23ဂိုးပေါ့နော်ညာရီတော့မကုန်သေးဘူးတိတ်မကောင်းဘူးထင်ရတဲ့ကစားမှတယောက်အနေနဲ့ဆိုရင်တော့ဒီအရေးတော့ကချီးကျူးစရာလို့တော့ကျွန်တော်တို့ပြောချင်တယ်ပေါ့နော်ဒီညမှာချိုးကတော့ကနာချိုးကတိတ်ပြီးတော့ ဖြစ်နိုင်ခြင်းမရှိတော့ဘူးเนาะလားလားအလောက်တွေမကောင်းဘူးလို့ထင်ကြတယ်ကျွန်တော်အမြင်ကတော့ဂါနာချိုကဒီတက်ပို့ပြီးတော့တိုးတက်နိုင်သေးတဲ့အခြေအနေမျိုးမှာရှိတယ်ယူနိုက်တက်မှာသူ့အနေနဲ့အချိန်မရှိဘူးဆိုပေမဲ့သူ့အတွက်သူကြည့်မယ်ဆိုရင်တော့အချိန်ကအများကြီးကျန်ပါသေးတယ်အဲဂါနာချိုရဲ့အိုင်ဒေါ်ကရိုနယ်ဒိုဆိုတော့ရိုနယ်ဒိုနဲ့ပဲကျွန်တော်ရှင်ပြီးတော့ပြောချင်တယ်ဗျာရှင်ပြီးပြောရဆိုတော့ရိုနယ်ဒိုနဲ့ဂါနာချိုသူ့ရဲ့လို့ကျွန်တော်ပြောတာမဟုတ်ဘူးရိုနယ်ဒိုရဲ့ဒီမူလဒီခြားသိပွားကပါရမီနဲ့လုံနိုင်စွမ်းရည်ကတခြားကစားသမားနဲ့ရှင်းလိုက်ရင်နိုင်တဲ့ထဲမှာပါပါတယ် ဒါရိုနယ်ဒိုကျွန်တော်မကောင်းမပြောဘူးเนาะဒါကျွန်တော်အမှန်တိုင်းပြောပြတာလမိုင်းရမနဲ့ရှင်လည်းနေငယ်တဲမှာပါတယ်နေမာနဲ့ရှင်လည်းနေငယ်တဲမှာပါတယ်မက်ဆီနဲ့ရှင်လည်းနေငယ်တဲမှာပါတယ်ဒါပေမဲ့ရိုနယ်ဒိုကဘာဖြစ်လို့ဒီနေ့ဒီချိန်မှာဒီလိုဘုံနေရာတွေရောက်လာလဲဆိုတော့သူ့ရဲ့စူးစမ်းလို့စိတ်ရဲ့တိုးတက်ခြင်းစိတ်ရဲ့ပြုပြင်ပြောင်းလဲလို့စိတ်ပေါ့ဒါတွေကြောက်ပဲရိုနယ်ဒိုကဒီလိုနေရာမှာအကြာကြီးရက်တည်နိုင်ခဲ့တာလို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဒီလိုပဲခန္ဓာချုပ်တွေနဲ့သူ့အိုက်ဒေါ်ဆီယံတင်ယူလို့ရတဲ့အပိုင်းကဘာရှိမလဲဆိုရင် သူ့ရဲ့ဒီဘောလုံးကစားနေတဲ့အပိုင်းပေါ့ကွင်းထဲမှာရောက်တဲ့အခါမှာ तू ဘာလို့တင်လဲဘာလို့နိုင်လဲ तू ထပ်ပြီးတော့ဘာတွေလုပ်လို့ရမလဲဆိုတဲ့အပိုင်းတွေပေါ့နော်တိုးတက်အောင်ဘယ်လိုပြောင်းလဲလို့ရမလဲဆိုတဲ့အချက်တွေမှာသူ့အနေနဲ့ပို့ပြီးတော့အားစိုက်တင်လို့ကျွန်တော်မြင်တယ် तू တွင်းသွားတဲ့ဂိုးဆိုရင်လည်းဒါပြောရမယ်ဆိုတော့ तू တရားလုံး तू အဲ့လိုမျိုးကန်နေတာအများကြီးပဲတောက်ချောက်ကန်နေတာလန်ဆာနဲ့ပွဲရပဲအဲ့လိုမျိုးဂိုးကဝင်ဘူးလားကျန်တဲ့ချိန်တွေဆိုရင်ဘယ်တော့မှဂိုးရအောင်မတည့်ဘူးဒါပေမဲ့ဒီနေ့ပွဲမှာ तू တလာပပလေးပဲဝင်သွားရဆိုတော့ဒါတိုးတက်လာတယ်လို့ကျွန်တော်တို့ပြောခြင်းနဲ့ဒါကြောင့်မလို့ခနာချိုအနေနဲ့ ူ့ရဲ့ဘောလုံးပါရမီနဲ့ဘောလုံးရည်သွေးကအရင်မကောင်းဘူးဆိုရင်တော့မှအသင်းနဲ့လိုက်ဖက်ပြီးတော့ဗောနော်သူကိုယ်တိုင်ဗောနော်ဒီဘယ်သင်းမဲ့ရောက်ရောက်သူကိုယ်တိုင်ဗောနော်ဘလို့လုံးလို့ရလဲဘလို့လိုက်ရောညီတွေကစားလို့ရမလဲဆိုတဲ့အပိုင်းမှာပြုပြင်ပြောင်းလဲမယ်ဆိုရင်ဒီကစားသမားကဒီထက်ပိုပြီးတော့ကောင်းတဲ့အဆင့်တစ်ခုအထိရောက်သွားနိုင်တယ်လို့တော့ကျွန်တော်ကတော့မြင်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်ရဲ့ဒီ brand phone နဲ့ united ရဲ့ပွဲပြီးအမြင်ပေါ့နော်အမြင်မူတူတာလေးရရှိရင်လည်း ဝင်မြသွားလို့ရပါတယ်နောက်လာမယ့် Otterworth theory ရဲ့ဘောလုံးကွန်းနက်တွေမှာပြည့်တဲ့တင်နဲ့ပြန်လဲဆိုလို့ခြင်းပါလိမ့်တယ်ဗျာကျေးဇူးအများကြီးတင်ပါတယ်